ျွန်တော်တို့အနေနဲ့ဘယ်ဟီးရိုးကိုပဲခိုင်ခိုင်မှတ်ကြည့်နေဖို့လိုပါတယ်။ပွဲနိုင်ဖို့အတွက်အရေးကြီးဆုံးချက်တွေတည်းတစ်ခုကတော့မတ်ဝဲနဲ့လို့ခေါ်တဲ့မြေပုံကြီးတက်ဖို့လိုပါတယ်။ဒါမျိုးတွေကိုကျွန်တော်ရဲ့အရင်ဗီဒီယိုတွေမှာလည်းပြောခဲ့သလိုဗော်ဒါအော်တွေလည်းတခြားတခြားသောကွန်တက်တွေမှာကြာပူပြီးသားဖြစ်နေမှာပါ။ဒါဆိုရင်မြေပုံဘယ်လိုကြည့်ရမှာလဲ။ဘာတွေကိုအဓိကထားပြီးကြည့်မှမြေပုံကြီးတက်တယ်လို့ခေါ်တာလဲ။ပြီးတော့အဲ့လိုမြေပုံကြီးတက်တာနဲ့ဘာတွေအကျိုးရှိလာမှာလဲ။ဒါတွေအားလုံးနဲ့ပတ်သက်ပြီးဒီနေ့ဗီဒီယိုမှာပြောပြသွားပါမယ်။ ဒါကြောင့်ဗောရာအုံးအနေနဲ့ဗီဒီယိုလေးကိုဆုံးအောင်ဒီကြည့်ဖို့နဲ့အဆင်ပြေရင် VPN လေးခန့်ကြည့်ပေးဖို့တောင်းဆိုပါရစေ။ Okay ဒါဆိုရင်စလိုက်ကြရအောင်။ကျွန်တော်တို့ဒီ mobile legend ဆော့တဲ့အခါမှာများသောအားဖြင့်ကိုယ့်ရဲ့ spare တွေကိုသုံးမယ်။ကိုယ်နဲ့ချနေတဲ့ enemy ကို focus လုပ်မယ်။အဲ့ဒီ enemy စီမှာ spare ကုန်နေမယ်ဆိုရင်ဝင်ချမယ်။ဒါမျိုးတွေကိုလုပ်ကြပါရစေ။ဒီလိုလုပ်တဲ့နေရာမှာမြေပုံကိုကြည့်မနေရင်လည်းအဆင်မပြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ကိုက 1v1 အထင်နဲ့ဝင်ချတဲ့အခါမှာခြုံထဲကနေ enemy တွေအုပ်လိုက်ကြီးရောက်လာပြီးတော့ဝိုင်းတီးသွားတာမျိုးကိုခံရဘူးမယ်ထင်ပါတယ်။မောင်လေးမင်္ဂလာပါမောင်လေး။ဒါဆိုရင်မြေပုံဘယ်လိုကြည့်ရမလဲ။ဘာတွေကိုအဓိကထားပြီးကြည့်ရမလဲဆိုတဲ့အချက်လေးတွေကိုတစ်ချက်ချင်းစီတွေ့ကြည့်လိုက်ရအောင်။နံပါတ်1အနေနဲ့မြေပုံကဘာကြောင့်ရေးပါတာလဲ။ကြည့်ရင်ရောဘာရနိုင်လဲ။ မြေပုံကြည်ပြီးတော့ဆော့တာကပုံမှန်ဆော့တာထက်စာရင်နည်းနည်းတော့အလုပ်ပူရှုပ်ပါတယ်ဒါပေမဲ့မြေပုံရဲ့ရေးပပုံကိုသာတိထားမယ်ဆိုရင်တတိထားစရာတော့မလိုပဲနောက်ပိုင်းကျရင်သူ့ဘာသာသူအော်တိုကြည့်ပြသွားမှာပါမြေပုံကဘာတွေရေးပါလဲဆိုတော့ခုနကပြောသလိုမျိုးကျွန်တော်တို့က enemy နဲ့ lane shift ထိုင်တဲ့အခါတွေမှာကျွန်တော်တို့ရဲ့ focus area က enemy ရဲ့ position သွေးနဲ့ကိုယ့်ရဲ့ space အခြေအနေရဲ့တခါတလေ minion နဲ့ tower တွေဆိုပြီးတော့ဒါမျိုးနေရာတွေကိုအဓိကထားပြီးကြည့်နေကြတာများပါတယ်။ ဒီတော့ကျွန်တော်တို့တွေကကိုယ့်ရဲ့ဒီနီးနားပုံဝင်ခြင်းလောက်မှာပဲရှိတဲ့အချက်လက်တွေကိုပဲသိနေရတဲ့အတွက်တခြားနေရာတွေမှာဘာတွေဖြစ်နေလဲဘာလို့ပေးဖို့လိုလဲဆိုတာကိုလုံးဝသတိထားမိမှာမဟုတ်ပါဘူးဥပမာကိုကတယောက်တည်းလိန်တွန်းလို့အဆင်ပြေနိုင်လားကိုဘက်ကလူတွေဘက်ကလူနေလားဒါမှမဟုတ်တခြားလမ်း enemy တွေပျောက်နေလားဒါတွေကိုသိဖို့ဆိုရင်မြေပုံကိုကြည့်နေမှရမှာပါဒီမှာဆိုရင် ကျွန်တော်တို့ဘက်ကနှစ်ယောက်ကဗဒဲမှာမှောက်သွားတဲ့အတွက်စေဗာနာနဲ့ဘရိုဒီကအောက်လမ်းမှာဗဒဲဆက်ဆိုင်ဖို့ရည်တည်ရည်တည်လုပ်နေကြပါတယ် ဒီချိန်မှာကျွန်တော်ကအပေါ်လန်းစကန်တာပါအမြန်ချိုးပြီးတော့ပြန်မယ်ပေါ့ဒါပေမဲ့ NMB ဘက်ကရုံမာရောမစ်ကပါအောက်လန်းမှာတကောင်ချင်းစီထပ်ပြီးတော့ပေါ်လာပါတယ်ပြီးတော့ကျွန်တော်တို့ဘက်ကရုံမာနဲ့ဟိုက်ပါကလည်းပြန်ထွက်လာပြီးဖြစ်လို့ဒီကောင်တွေကိုပြန်တီးဖို့လုပ်နေပါတယ်ဒါကြောင့်သူတို့တွေလင်းကကိုချက်ချင်းမလာနိုင်တော့ဘူးဆိုတာကသိကြသွားပါပြီတကယ်လို့လာကရင်တော့ဟိုက်ပါဖြစ်တဲ့ဘယ်မိုးတကောင်ပဲရှိတာဆိုတော့ဒီမီဂါတာဝါကို AC ချိုးလိုက်လို့ရပါတယ် အဲ့ဒါကြောင့်မို့လို့မြေပုံကြီးနေတာကဘယ်ချိန်မှဆိုးလို့လိမ့်တွန်းရမလဲဘယ်ချိန်မှကိုယ့်လူတွေကိုတွားခုရမလဲနဲ့ကိုယ့်အတွက်စိတ်ဖြစ်အောင်ပိုဇီရှင်ဘယ်လိုယူရမလဲဆိုတဲ့အရေးကြီးတဲ့အချက်တွေကိုသိနေမှာဖြစ်ပြီးဒစီရှင်ကောင်းကောင်းချလို့ရမှာဖြစ်ပါတယ်။နံပါတ်1အဲ့လိုကြည့်နေတာတော့ဟုတ်ပါပြီ။ဘယ်နေရာတွေကိုအဓိကထားပြီးတော့ကြည့်ရမှာလဲ။ပထမဆုံးကြည့်ရမှာကခုနပြောခဲ့သလို enemy တွေကမြေပုံပေါ်မှာပေါ်နေလားပျောက်နေလားဆိုတာကိုကြည့်နေဖို့အရေးကြီးပါတယ်။ အန်နမီတွေအကုန်လုံးမြေပုံပေါ်မှာပျောက်နေပြီဆိုရင်တာဝါထဲမှာဆေးဖြစ်အောင်နေတာအကောင်းဆုံးပါပဲကိုဘက်ကတာဝါကိုပြောတာနော်ဒီခန်းကိုဖျက်ဒီခန်းကိုဖျက်အဓိကအနေနဲ့ကိုက silence ဆော့တဲ့အခါမှာအန်နမီ mesh ကပျောက်နေလားဆိုတာကိုသတိထားပါမယ်။ဒါကြောင့်လေဆိုတော့အစပိုင်းမှာ mesh နဲ့ roamer တွေကလမ်းပတ်တာပုံများလို့ဖြစ်ပါတယ်။နောက်တစ်ခုကတော့ကိုဘက်ကလူတွေကိုကြည်နေဖို့လိုပါတယ်။ အတီးကကတော့ vision လိုက်ပြပေးတဲ့တန့်အောင်ကြည့်နေပါဒါမှကိုဘက်ကလူတွေဘာလုပ်နေလဲနဲ့အကူညီလိုနေလားဆိုတာပြင် enemy ရဲ့ vision ကိုပါသိရမှာဖြစ်ပြီးကိုယ့်ရဲ့လမ်းကိုလာပတ်နိုင်ရရှိမရှိကိုပါတခါတည်းသိနိုင်မှာဖြစ်ပါတယ်ဒီမှာဆိုရင် enemy ဘက်က mage နဲ့ roam ကမလင်းရနေပျောက်သွားတာကိုတွေ့ရမှာပါ။ဒါဆိုရင်တေချာပေါအပေါ်လန်းကိုလာပတ်တော့မှာဖြစ်ပါတယ်။ အဲ့လိုအချိန်မှာဆိုရင်တာဝါထဲမှာဆေးဖြစ်အောင်နေပြီးတော့ကိုလူတွေလာတာကိုစောင့်နေပါကိုဘက်ကလူတွေရောက်မလာရင်တော့မှတာဝါရှိနေတဲ့အတွက်နည်းနည်းတော့ပို့ပြီးတော့ဆေးဖြစ်ပါတယ်နံပါတ်3ဖန်နမီရဲ့ position ဒီလိုမျိုးကိုယ့်ရဲ့လမ်းကိုလာပတ်နိုင်ချေရှိမရှိကိုဘယ်လိုသိနိုင်လဲဆိုတော့ခုနကလိုကိုယ့်ရဲ့တန့် vision လိုက်ပြတဲ့အခါမျိုးဒါမှမဟုတ် enemy က minion ရှင်းပြီးသွားတဲ့အခါမျိုးတွေမှာအဲ့ဒီ enemy မြေပုံပေါ်ကနေမပြောက်ခင်ဘယ်ဘက်ကိုခေါင်းလှည့်သွားလဲဆိုတာကိုကြည့်နေရမှာဖြစ်ပါတယ် ခုနဆိုရင်မိကနေခြံခဲနဲ့ကာတိတာကမပြောက်ခင်မှာအပေါ်ဘက်ကိုနည်းနည်းလေးရွှေ့သွားတာတွေ့ရမှာပါပြီးတော့တေချာပေါက်ပဲဒီကောင်တွေကအပေါ်လန်းကိုပဲရောက်လာတာဖြစ်ပါတယ်ဒီမှာဆိုရင်လဲ Fredwin နဲ့ Tiger ရဲ့ကိုတစ်ချက်ကြည့်ကြည့်ပါ Fredwin က ESP link ကိုပတ်ပြီးတော့မြေပုံပေါ်ကနေမပြောက်ခင်မှာ Fredwin ကိုပြားတဲ့လုံးလေးကဒီအောက်ဘက်လေးကိုနည်းနည်းလေးရွှေ့သွားပါတယ်အဲ့လိုပါပဲတိုင်ဂွေရကလည်းမိကနေမပြောက်ခင်မှာတာတယ်ရှိတဲ့အပေါ်ဘက်ကိုယူသွားတာတွေ့ရမှာပါ။ ဒါဆိုရင်တေးကြတာကဒီနှစ်အောင်လုံးတာတဲ့ဗရေကိုလာဖို့လုပ်နေပါပြီ။အဲ့လိုမျိုးနှစ်ကောင်လုံးတာတဲ့ဗရေကိုရောက်နေတဲ့အတွက်မင်းမှ level 4ယူနေရတဲ့ကာဒီတာကတော့ဘက်ကက်လွတ်နေပါတယ်။ဒီ information ကိုသိသွားတဲ့ hyper ကလည်း level 4လည်းမရှိဘက်ကက်လည်းလွတ်နေတဲ့ရည်သူမာလေးကိုခဲပက်ပြီးတော့ကင်ဆာလိုက်ပါတယ်။ဒါရီကမြေပုံကြည့်ခြင်းရဲ့အာသာချက်တွေပဲဖြစ်ပါတယ်။ဒါကြောင့် enemy တကောင်မပြောက်ခင်မှာအဲ့ဒီ wine လေးဘယ်ကိုရွေ့သွားမလဲဆိုတာကိုကြည့်နေမှဆိုရင်သူတို့တွေဘယ်ကိုသွားမလဲဆိုတာကိုရေဘူးရအဖြစ်ခံမှန်းလို့ရမှာပါ။ တချို့စားတတ်တဲ့ကောင်တွေကအောက်လန်းကိုရွှေ့ပြပြီးတော့အပေါ်လန်းကိုတတ်သွားတာမျိုးတော့ရှိတာပေါ့ဒါပေမဲ့အဲ့လိုမျိုးတွေကပြိုင်ပွဲတွေမှာပဲတွေ့ရတာများပါတယ် RAM မှာတော့လူတရာမှာ90လောက်ကအဲ့လိုမလုပ်ကြပါဘူးဒါကြောင့် enemy တွေမြေပုံပေါ်ကနေပျောက်ခံပြီးမှရွှေ့သွားတဲ့ direction လေးကိုကြည့်နေတာကအဲ့ဒီ enemy ဘယ်လိုသွားမှလဲဘယ်ချုံမှအောင်းနေနိုင်လဲဆိုတာကိုခံမှန်းလို့ရမှာဖြစ်ပါတယ်။ ။နောက်နံပါတ်၄ချက်ကတော့အဲ့လိုမျိုး enemy တွေလာပတ်တော့မယ်ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ရခြုံတိုင်းကကိုယ့်အတွက်အန္တရာယ်ရှိနေတယ်ဆိုတာကိုသတိထားရပါမယ်။ကျွန်တော်တို့ခုနလိုမျိုး enemy တွေပျောက်နေတယ်ဆိုတာကိုလည်းသိပြီးကိုယ်စီကိုလာနေတယ်ဆိုတာလည်းသိနေပြီဆိုရင်ခြုံနေနားမှာအသွာလာလို့တာကိုဆင်ကျင်ရပါမယ်။အပေါ်လမ်းမှာဆိုရင်ဒီလိုခြုံနေမှာ enemy တွေကပ်နေနိုင်ပါတယ်။အောက်လမ်းမှာတော့ဒီခြုံကနေပြီးတော့ခြောင်ဖန်နိုင်ပါတယ်။မင်းလင်းရတော့အမြဲတမ်းသတိထားရပါမယ်။ ဘယ်ညာနှစ်ဘက်ကခြုံနဲ့လော့နဲ့တာတဲ့နာခြုံတွေကိုပြူဆိုင်ရပါမယ်။ဒါကြောင့် enemy တွေအခွဲလိုက်ပြောင်းနေပြီဆိုရင်အဲ့လိုခြုံနေနားမှာသွာလာတာကိုပြူဆိုင်ရပါမယ်။ကိုကမတ်စမန်ဆော့တော့မယ်ဆိုရင်ပို့ပြီးတော့တောင်ဆင်ကျင်ရပါမယ်။ခြုံစစ်တယ်ဆိုတာကမတ်စမန်နေရဲ့အလုံးမဟုတ်ပါဘူး။အဲ့လိုပြောင်းနေတဲ့အချိန်မှာကိုကတက်နိုင်တဲ့လောက်စေးဖြစ်အောင်တာဝါထဲမှာနေပြီးတော့ကိုလူတွေလာကူကိုခေါ်နေရပါမယ်။နောက်ပြီးတော့ကိုဘက်ကတာဝါတွေမရှိတော့တဲ့ခါမျိုးတွေမှာဒီလိုမျိုးဗန္ဓာအချုံတွေကနေချောင်းပြီးဖန်းခံရနိုင်တာကိုလည်းသတိထားရပါမယ်။ တန်းနေရတော့အဲ့လိုမျိုးခြုံထဲမှာ enemy ရှိနိုင်ရင်စပယ်နဲ့လမ်းထောက်တာမျိုးဝင်စစ်ပေးတာမျိုးတွေလုပ်နေရပါမယ်။ဒါမှကိုဘက်ကလူတွေကိုခန်းဖို့မလွယ်မှာဖြစ်သလို enemy ကိုတီးချင်ရင်လည်းပြန်တီးလို့ရမှာဖြစ်ပါတယ်။နံပါတ်5ကတော့ enemy ရဲ့ position ကိုခံမှန်းပါ။ဒီဘောလေးချက်လုံးကိုကောင်းကောင်းလုတ်တက်သွားပြီဆိုရင် enemy ပျောက်နေုံနဲ့ဒီကောင်းဒီဘယ်နှမှာရှိနိုင်လဲဘဲချုံမှာခိုးနေနိုင်လဲဆိုတာကိုခံမှန်းနေပါ တမ်ပလီယာတွေအနေနဲ့ပို့ပြီးတော့လောက်ရပါမယ်။ကိုယ်စိတ်ထဲမှာဒီချုံမတင်ကရင်စပယ်နဲ့စစ်တာမျိုး၊ပိုဇီရှင်ဝင်ဖြတ်တာမျိုးတွေလောက်ကြည့်ပါ။တကယ်လို့အန်နမီရှိမနေရင်လည်းပြဿနာမရှိပါဘူး။ကိုယ့်ရဲ့ map awareness တိုးတက်လာအောင်ဒီဘောက၄ချက်ကိုတဖြည်းဖြည်းလေ့ကျင့်ပြီးတော့ခံမှန်းကြည့်ပါ။အဲဒီမဲ့ဒီလိုခံမှန်းတဲ့နေရာမှာတွေးသမျှခြုံကိုစပယ်နဲ့လိုက်စစ်နေရင်ခုမှစပယ်ကုန်နေတဲ့အချိန်မှာဗရေထဖြစ်ခဲ့ရင်တော့တိုင်ပတ်သွားနိုင်ပါတယ်။ ဒါကြောင့် enemy တွေချုံခိုနိုင်တဲ့အကြောင်းရင်းကိုသေချာစဉ်းစားပါဥပမာကိုယ့်ရဲ့ marksman ကိုဖမ်းဖို့လားဗတ်ရဲဖွင့်ဖို့လားကိုသာဆိုရင်ရောဘလို့ချုံမျိုးမှာစောင့်ပြီးတော့ဖမ်းမလဲဒါမျိုးအကျိုးကြောင်းတွေကိုတွေးပြီးခံမှန်းရပါမယ်ဒီလိုခံမှန်းတာကအစာပိုင်းလမ်းပတ်တဲ့အချိန်တွေမှာရေးကြည့်သလိုလေကိန်းမှာလည်းရေးကြည့်ပါတယ်လေကိန်းမှာဆိုရင် enemy နှစ်ကောင်လောက်ကျသွားရင်ဘယ်ကိုဘက်ကအများကြီးတာနိုင်တဲ့အတွက် enemy တွေဘာမှရှိမလဲဆိုတာကိုသာခံမှန်းနိုင်ရင်ကိုရီဘက်ကအများကြီးတာစည်းရမှာဖြစ်ပါတယ် ပြီးမှဆိုရင် NMB ဘက်က Brody က FR ကိုလိုက်ပြင်းနေ Vision ပေါ်လာပါတယ်။ပြီးတော့ Brody ကမေ့ရဲ့ဘဲဘဲချုံကိုပြန်ပြေးသွားတာကိုတွေ့ရမှာပါ။ဒါဆိုရင်ဒီကောင်နေဒီချုံမှာခိုနေဖို့များပါတယ်။တစ်ချိန်တည်းမှာပဲဘဲမွန်ကလည်းအဲ့ချုံကနေထွက်လာပြန်ပါတယ်။ဒီတော့ကျန်တဲ့သုံးကောင်လုံးလည်းအဲ့ဒီခြုံထဲမှာရှိနေဖို့က80ရာခိုင်နှုန်းလောက်တည်ကြနေပါပြီ။ဒါဆိုရင်အဲ့ဒီခြုံကိုအားကြီးနဲ့ဝင်ကြုံလိုက်ရုံပါပဲ။ ဒီလိုမျိုး enemy ရဲ့ position ကိုတိနိုင်မှုဆိုတာကခုနပြောခဲ့တဲ့အချက်လေးချက်နဲ့ကိုယ့်ရဲ့စိတ်ထဲကမှန်းချက်ကိုတွက်ပြီးတော့ဖြည်းဖြည်းချင်းလုပ်ယူသွားရင်အဆင်ပြေသွားမှာပါ for all အနေနဲ့ဒီအချက်တွေပေါ်မှာဘယ်လိုမြင်လဲဆိုတာကို comment section မှာပြောသွားပေးကြပါဦးပြီးတော့ဒီ video လေးကနေ border တို့အတွက်အကျိုးရှိတာလေးတစ်ခုလောက်ရခဲ့တယ်ဆိုရင် video ကို like လုပ်ပြီး channel လေးကို subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့တွေနောက် video မှာပြန်တွေ့ကြပါမယ်